ရေဒါများအားလုံးပဲမင်္ဂလာပါရှင်။နန်းတို့ရဲ့ channel နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။ဆက်လန်းလေးမစက်ထင်ခင်မှာတော့ VPN လေးလည်းဖွင့်ပေးကြအောင်နော်။ဒါဆိုရင်ဆက်လန်းလေးစတင်လိုက်ကြရအောင်ပါ။ဟိုးရှိရှိတုန်းကကြေးရွာလေးတရွာမှာလင်မယားနှစ်ယောက်ကအရန်ကိုစင်းရင်နွမ်းပါပြော့သူတို့မိသားစုကပြည်တနာပေါင်းစုံနဲ့ကြုံတွေ့နေရပါတယ်။ပြည်တနာကတော့တခြားမဟုတ်ပါဘူး။သူတို့ပတ်သက်မရှိလို့ပါပဲ။ပတ်သက်မရှိရတဲ့အကြောင်းရင်းကလည်းသူတို့နှစ်ယောက်လုံးက တယောက်မှလည်းအလောလောဖို့စိတ်ကူးမရှိကြပါဘူးသူတို့ကတင်းနေမှအလုံးမလုံးဘူးဘဲနေစားတော့တာလဲဆိုရင်တော့သူတို့မှမော်ချင်လေးတကောင်ရှိတယ်အဲ့မော်ချင်လေးဥတဲ့ဥကိုစားတော့တာပေါ့အဲ့မော်ချင်လေးကဘာစားတော့တာလဲဆိုရင်တော့ဒီဘက်မှာလာကြည့်ရအောင်ပါအဲ့ချင်ကသူဥဥပြီးမမောင်တို့လင်မယားကိုကြွေးပြီးတဲ့နောက်မှာသူကမမောင်တို့ဆီကနေပြီးတော့သွေးကိုပြန်ပြီးတော့တောက်သုံးတာပေါ့ မမောင်တို့လူမယားကတော့တနေ့တနေ့ထလာပြီးစင်ချင်းဦးစားလိုက်ပြီးရင်ပြန်အေးလိုက်နေပဲအလို့ကိုဖြစ်နေရပဲဟမ်ဒါပါတော့ဟာမမောင်ကလည်းဟိုမှာကြည့်လိုက်အောင်သမင်းပေါင်းထားတာရပြီလားဆိုတာလာကြည့်ဖို့ပဲရှိသေးရဲ့ဘာထောင်ချောက်ကြီးမိသွားလဲမသိဘူးဒါကဘာကြီးတုံးဟာဟမ်မမောင်နေငါတို့ရဲ့ထောင်ချောက်ကပါလောက်လိုက်တာတော့ဟိုမှာကြည့်လိုက်အောင်သူငါတို့ထောင်ချောက်ပြက်စီအောင်လှုပ်လိုက်ပြီနေမသိဘူးလားဟမ်ငါကဘာသိရမှာတော့နေတကယ်မသိတာလားအားရောင်ဆောင်နေရလား အဲ့ထောင်ချောင်းငါတို့ဈေးကြီးပေးပြီးတော့ဝယ်လာရတာနေပါဦးနေပါဦးဟဲ့အောင်ငါတို့လုံးဝခွင့်မလွတ်နိုင်ဘူးနော်ဟုတ်ကဲ့ငါလည်းလုံးဝလက်မခံဘူးနင်းသေးချနားထောင်စမ်းငါရဲ့အတွင်းငါသိနေငါတို့ပတ်ဆက်မြင်မြန်လာဆက်ဆက်မဆက်လွှတ်တော့ငါအကြောင်းကောင်းကောင်းသိစေရမယ်ငါကတကြီးရဲ့သားဆိုတာလည်းနေမမိတ်နဲ့ခဏနေပါဦးတောင်းငါအိမ်လေမင်းတို့ကဘာကိစ္စအတီထောင်ချောင်းငါအိမ်မှာလာထားထားရအောင်ဟုတ်ပါဟုတ်ပါဒါကတော့လုံးဝအမတရားဘူးနေပါဦးမင်းကဘာလို့မလုပ်တော့ ဒါမှမဟုတ်မင်းကမမောင်ရဲ့မိန်းမလားမိန်းမဆိုရင်မိန်းမလို့နေစမ်းပါယောက်ျားလေးကိစ္စဝင်မွာနဲ့စမ်းငါကဘသူ့ရဲ့သားဆိုရင်မင်းမသိဘူးလားငါရက်ကွက်လူကြီးရဲ့အုတ်ချုပ်ရေးသားနော်မင်းတို့လိုငမွေများငါ့ကိုပခုံးချင်းရှင်ပြီးတော့ပြောချင်သေးတယ်နင်းတော်တော်လွန်လာပြီနော်စီကြပါကိုရဲ့တို့တော့အကြီးသားသမီးတွေဆိုတော့တော်ကြနေရွာထဲနေမောင်းတော့ခံနေအောင်မေဒါပေမဲ့ကိုတို့မှပတ်ဆက်မရှိဘူးလေဒါကတော့မင်းရဲ့ကိစ္စငါရဲ့အတွင်ငါ့ကိုပတ်ဆက်ငါသိမ့်လာမပိလို့တော့ ငါအဖေသွားတိုင်ပြောလိုက်မှာနော်ဟုတ်တယ်ဟုတ်တယ်သွားမယ်ကွာတိုင်းအချင်းကုန်တယ်ဘိုင်ဘိုင်မောင်မောင်တို့ကအိမ်ထောင်ရေးပြဿနာနဲ့တော်တော်ကောင်းရှုပ်နေတဲ့ကြားထဲကလူကြီးသားသမီးတွေနဲ့ပါပြဿနာလာဖြစ်လိုက်ပါသေးတယ်ကို့တောင်းပန်ပါတယ်မိမရဲ့ဒါတရအကုန်လုံးကကို့အမတွေပါအေးလေရှင့်အမတွေပဲလေလူကမှသမင်းတောင်နှမမှန်မအောင်ဆိုနေမှာအခုကြောင့်သူများကပတ်စံ၅သိန်းပေးရတော့မယ်လမ်းလျှောက်လာဆိုရင်လည်း မျက်လုံးဖွင့်ပြရရှောက်လုံးအခုအစားပြရကောင်းကောင်းကြည့်ပြရသွားလက်မော့စင်သူများနောက်ထပ်ပိနေအောင်မေဟုတ်ပါပြီဒါပေမဲ့ဒီနှကောင်ငါတို့ဘဲကနေပတ်စံသွားရှာပြရလာပြရမန်းကိုမသိတော့ဘူးဒါဆိုရင်လေကျမတို့တီချင်းကိုယူသားရောက်နိုင်မကောင်းလားသွားရောက်ပြီးရလာတဲ့ပတ်စံနဲ့အကျွေးဆက်တာပေါ့မင်းဘလို့ပြောလိုက်တာလဲမိမရဲ့တီချင်းကငါတို့အသက်ရှင်အောင်လှုပ်ပေးတဲ့ချင်းလေသူ့သွားရောက်လိုက်ရင်ငါတို့ပါစားကြမှာလေ ဘလို့နေနေကိုမြောင်းနိုင်ဘူးဒါဆိုရင်ရှစ်မနီးလိုက်ရှစ်လို့လားမရှိဘူးအားပြောရလေကြာမြာကျမတော်လာပြီးတော့အာခင်ပြောနေတယ်တို့လူမြန်းနှစ်ယောက်ကအကျွေးဆက်ဖို့ပတ်စံမရှိတော့တဲ့အစုံတို့ကျေးဇူးရှင်ဖြစ်တဲ့အဲ့ဒီခြင်ကြားလေးကိုတွားရဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်တို့ကမွေးလာကြတဲ့အတီချင်းနဲ့ပဲအသက်ရှင်လာတာဆိုတော့နောက်ဆုံးအနေနဲ့လူမြန်းနှစ်ယောက်လုံးကခြင်ဥလေးကိုစားလိုက်ကြတယ် ဂျင်ဦးလေးကိုစားပြီးရနောက်မှာမောင်မောင်ကအဲ့ချေကိုသွားရဖို့ခီးစားထွက်လာတာပေါ့ဘလောက်ရမလဲဆိုတာတော့နည်းနည်းတူတူလာကြည့်ကြအောင်ပါမောင်မောင်ချင်းကိုသွားရဖို့သွားနေတဲ့လမ်းတစ်လျှောက်မှာပဲထူးဆန်းတဲ့တရဝါကမှရုတ်တရက်တပည့်နောက်ွယ်ကနေထွက်ပေါ်လာခဲ့ပါတယ်အခုတိတိရခဲမင်းပါသားမလို့တော့အော်ငါတီချင်ကြောက်သွားရမလို့ပါတနေ့မင်းကဘာတူတော့ပြီးတော့နှင်းရောက်ရလဲသူများနဲ့လည်းမတူဘူး စကားမမြနဲ့ငါမင်းကပဲဖြစ်။အော်မရမြငါ့ကိုလာတားပြီးတော့တူလိုစကားကပြောသေးတယ်။ကြိတ်ခန့်ချင်းနေရလား။အဲ့လိုလည်းမဟုတ်ပါဘူး။တကယ်လို့မင်းကတူချင်းကပေးမယ်ဆိုရင်ငါမင်းကိုထူးဆန်းတဲ့အရာဝတ္ထုတစ်ခုပေးမယ်။အဲ့လိုလေ။မင်းလိုကောင်းရမြန်။တန်ဖိုးရှိတဲ့ပစ္စည်းရှိမယ်ဟုတ်လား။သေတော့မယုံ။မင်းယူမြယူနေရလား။ကြည်ကရဲ့ဥဘာကြည်ကရဲ့ဥတော့သဘောတရားတည်းရှိမှာငါဥပြောစမ်းမှာဟဲ့ တာနဲ့အဲ့ဥာဘာကောင်းကျိုးရှိလို့တော့ဒါမှမဟုတ်လက်ကောင်းကုလို့ရလားဟုတ်လားဝီဝီဝီမင်းတစ်ဆပိတ်ချလိုက်တော့စီချက်မပြောနဲ့မင်းအရတဲ့ချင်းသူ့အဆန်းဆန်းပြိလိုက်မယ်ငါ့ကိုချင်ကြပြီငါတီဥပေးမယ်ဘယ်လိုလဲဖြစ်ပါမလားဟာမမောကချက်ချင်းလက်ငင်းတော့မလဲလိုက်ပါဘူးသူကခဏတာအချိန်ယူပြီးတော့စဉ်းစားလိုက်သေးတယ်อืมဒီကောင်ကလည်းထူးဆန်းတဲ့တော်တော်ဟာဆိုတော့ဒီဥကလည်းထူးဆန်းပဲဥပဲဖြစ်ရမယ်ဆိုပြီးတော့ သဘောတူလိုက်တာပေါ့โอเคလေဒါဆိုရင်လဲလဲကြပေါ့တီလိုနဲ့မမမလည်းအဲ့အနောက်ဘက်သမောက်တီယာဖက်ကငါးဦးဦးနဲ့သူ့ချင်ကြားလေးလဲပြီးတော့အိမ်ယူလာတာပေါ့အင်းအိမ်ယူလာတဲ့ချိန်မှာတော့သူ့မိမဘာတွေပြောမလဲဆိုတာလာကြည့်ကြအောင်နော်မိမဒီမှာကိုသမောက်တီယာထဲကအစွမ်းရှိတဲ့ငါးဦးယူလာတယ်မိမရဲ့ဟမ်ဒါဆိုရှင်ကဒီဦးဘယ်နေယူလာတာဩမိမရဲ့သမောက်တီယာထဲကယူလာတာပေါ့ ကျမမလိမ့်နဲ့မမပြောစမ်းမိမကလည်းတုံးအားတဲ့အမေးတွေငါလည်းငါတို့ချင်ကြောဒါနဲ့သွားလဲလာတာပေါ့ကိုမောင်ရှင်အောင်တော့မရှိဘူးလားအဲ့ဒီချင်ကြောအကျွေးဆက်နိုင်အောင်သွားရောက်ခိုင်းလိုက်တာလေပါလို့ဒီတမှုရှိတဲ့ငါ့အဝိနဲ့သွားလဲလာတော့နေပါဦးဒီလိုမျိုးအတော့မဝင်တဲ့ငါ့အဝကလေစီပေါ်ပေါ်နဲ့စီထဲမှာသွားဝယ်လာရင်ကိုရတယ်ဘေးစင်ဒီလောက်တုံးအားတဲ့ယောက်ျားကျမကျမရှုပ်မေးပါဦးမေအခုသူများဘယ်ပတ်စံနဲ့အကျွေးဆက်မှာလဲပြောစမ်း ဟိုဟိုထူးဆန်းတဲ့အကောင်ကငါ့ကိုဒီငါ့ဦးကထူးဆန်းတဲ့ငါ့ဦးလို့ပြောလို့ငါအချင်းချနဲ့လဲလာတာပါ။အာထူးဆန်းတဲ့ငါ့ဦးတော့ရှင့်လေးချတော်တုံးနေတလား။အာရှင့်ကိုလိန်သွားတာ။တာလေးတော့မခွဲခြားကြဘူး။မောင်မောင်ရဲ့မိန်းမမောင်မောင်ကအဲ့ချင်းချကိုငါ့ဦးလေးနဲ့သွားလဲလာတယ်လို့သိတာနဲ့ဒေါသထွက်ပြီးတော့အဲ့ငါ့ဦးကိုလွန်ပြစ်လိုက်ပါတယ်။တလို့နဲ့တုံးရနေတော့ ထူးဆန်းတဲ့အရာသူတို့အိမ်မှာပြစ်လာခဲ့ပြန်ပါတယ်ပတ်လို့လေဆိုတော့ဂုံတဲ့တယောက်ကသူတို့အိမ်ကိုလာပြောငါဥဝယ်ဖို့လာမေးပြန်ပါတယ်ရတူရတာအလုံးတို့မင်္ဂလာပါဒီရမှာတကယ်လို့ငါဥရှိတယ်ဆိုရင်တော့ကျွန်တော်ဝယ်တယ်နော်ကျွန်တော်ကပေါပေါပဲပဲနဲ့ဝယ်တာမဟုတ်ဘူးဒီငါဥကြီးကပြတမင်းအရန်ကိုကြွယ်ဝလို့ကျွန်တော်ကစေကြီးကြီးနဲ့ပေးဝယ်မှာပါစေကြီးကြီးနဲ့ဝယ်တယ်ဆိုတာလေကျွန်တော်က ဒေါ်လာစီနဲ့ဝယ်ပေးမှာနော်တကယ်လို့ငါ့ဥရှိတယ်ဆိုရင်ကျွန်တော်ရောင်းပေးလို့ရပါတယ်အကိုအကိုအကွာပါဝဲတာအော်ငါ့ဥဝဲတာပါညီလေးရှင်အကွာပါဝဲတာအော်ငါ့ဥဝဲတာပါဆိုငါပတခပြောရအောင်မှာလဲကွာရှိလားရှိရောင်းပေးမရှိလဲသွားတော့မယ်ဟမ်တကယ်လားငါပတခပြောရအောင်မှာလဲကွာဒုက္ခပဲသူတို့ကငါ့ဥလို့ ရှင်ရှင်လင်းလင်းကြားလိုက်တာနဲ့မောင်မောင်တို့လင်မယားကလည်းအယံကိုထိတ်လန့်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့မနေတော့အထိသူတို့လက်ထဲမှာငါးဥရှိနေသေးပါတယ်။အမလီဖရဲသခင်ဒါဆိုရင်အဲ့ငါ့ဥဟာတကယ်ပဲထူးဆန်းတဲ့အရာလား။ဘာမှပြောမနေနဲ့အကောင်လုံးမိရမားတွေကြီးပဲ။ဘာမှလည်းမသိဘူး။တော်တော်သူနေနေတဲ့ငါ့ဥကိုလွှတ်ပြက်လိုက်ရတယ်လို့ငါကထူးဆန်းတဲ့အရာတန်ဖိုးရှိတယ်လို့ပြောတာတော့နားမထောင်ဘူး။ချက်ချင်းလွန်ငယ်ပဲလွှတ်ပြက်လိုက်ရတယ်လို့ ကျမကဘလို့လို့တိမာတော့ဒီကောင်ကလည်းမနေ့ကလေးကမှလာမဝဲတာထားလိုက်တော့ထားလိုက်တော့အချိန်ကုန်လာပဲဖတ်တင်နေဒီအချိန်ယူပြီးတော့အဲ့ငါ့ဦးကိုတောက်ရှာရအောင်ငါ့ဦးတွေ့ရင်ငါတို့ပတ်ဆက်မြန်မြန်ရလာမှာတောက်မယ်တောက်မယ်အဲ့ဆိုရင်တောက်ရှာကြရအောင်အေးအေးအေးရှာထားလိုက်ဒါဆိုရင်ငါတခြားအိမ်မှာတောက်ရှာဝဲကြည့်လိုက်အောင်မေငါ့ဦးလာဝဲတဲ့လူကတော်လာစင်းနဲ့ဖြတ်ပြီးမှဆိုတာကြားလာနဲ့မောင်မောင်တို့လူမယားကလည်းမနေ့တော့သူ့မိမလွန့်ပြစ်လိုက်တဲ့ငါ့ဦးကိုပြက်လေတောက်ရှာနေခဲ့ပါတယ် ဒါပေမဲ့မမောင်တို့လင်မယားဘလောက်ပဲရှာရှာရှာမတွေးခဲ့ပါဘူး။အင်းမမောင်ရဲ့မိန်းမကလည်းတွေ့ရုံပဲဟိုမှာ အပင်ပေါ်တက်ရှာရတယ်လို့။အင်းကတုံးအောင်နောက်ဆိုတော့လေအလောက်ပဲတွေးနေမှာပေါ့နော်။လွန်ပြစ်လာရမြေပေါ်မှာတက်ရှာတာတပင်ပေါ်မှာတီလူနဲ့ရှာရင်ရှာရင်နဲ့သူတို့လင်မယားနှစ်ယောက်ကသူတို့အိမ်နောက်ဖေးမှာအပေါက်ကြီးတစ်ပောက်ကိုမြင်သွားလိုက်တယ်။သူတို့အိမ်မှာနေလာတာက နှစ်ပေါင်းဆယ်ချီနှစ်ပြီတခါမှအဲ့အတွင်းမမြင်ဘူးဒီနေ့မှပဲတူတူဆဆန်အဲ့အတွင်းကြီးကရောက်လာခဲ့တယ်။အေးငါထဲကောက်သွားတဲ့လူမရှိရင်တော့ဒီတွင်းထဲကျသွားပါပဲနေမယ်။အေးရှင်ပြောကလည်းဟုတ်တော့တယ်။ငဏီတော်ကကျွန်မပြစ်တိုက်တာဆိုတော့လိမ့်ပြောများဒီတွင်းထဲဝင်သွားလားမသိဘူး။အေးဒါဆိုရင်ငါစေးမျိုးတော့တောက်ရှက်ကြည့်လိုက်မယ်။အပေါ်မှာစောင့်နေနော်။ဟုတ်ပါပြီရကြရဲ့။ခိုက်ကြ။ဟမ် ဒါကူလိုပါလားဟာငါတို့ချင်တယ်မှာကူရှိရစေငါတကားမှမတွေးဘူးပါလားဟင်တတော်လေးကျဲတယ်ဟိုဘက်မှာလည်းအပေါက်ရှိသေးဒါမှမဟုတ်ဥကအဖက်များလိမ့်သွားလားလာပြီဆိုတော့လေအစုံလေးသွားကြည့်တာပေါ့ကွာမမကကူကအရန်ကိုကျဲတယ်ပြီးတော့အပေါက်လည်းရှိသေးရဲ့ဆိုတာနဲ့အထဲထိဝင်သွားကြည့်လိုက်ပါတယ်အထဲထိဝင်သွားကြည့်လိုက်တဲ့ချိန်မှာတော့သူတွေးလိုက်တဲ့အရာကအရန်ကို အံ့အားတင့်စေခဲ့ပါတယ်။ပါလို့လေဆိုတော့ဘလူးရအဲ့ငါ့အိုးဖတ်ထားလို့ပါပဲ။အမလီဖရဲသခင်ဒါကဘလူးရဲ့ကိုပါလား။ငါကဘလူးကိုရုပ်ရှင်ထဲမှာပဲရှေ့ထင်းနေတာ။အပြင်မှာလည်းတကယ်ရှိနေပါလား။ဒုက္ခပါပဲ။ပြီးတော့ငါရဲ့ငါ့အိုးကိုပါဖတ်ထားလိုက်သေးတယ်။ပလုံမစုံငါရဲ့ငါ့အူတော့မရရပြန်ယူမှရမယ်ဖမ်းပါလေပါလားဘေးစံဒါငါရဲ့ငါ့အူမင်းအူမဟုတ်ဘူးဟာ ဒါပေမဲ့မမကအဲ့ဥယူမလို့ပဲရှိတယ်အဲ့ဘလူးရဲ့အချက်ချင်းမျက်လုံးပွင့်လာတာပေါ့မင်းဘသူတော့ဘသူတော့ဘလူးလုံးငောက်ကူထဲဝင်လာတာတော့အမလေးကျွန်တော်မိမကြောက်တဲ့လူပါမိမကြောက်တဲ့လူပါအမလေး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 တရောလို့ဘလူးလေးရကြတွေ့ရလားအမလေးတွေ့ဖို့နေနေတတာငါအသက်ပါပျောက်တော့မလို့ဟင်ရှင်မလေးပြောနေရတော့ဘာဖြစ်လို့တော့ ။ဘာဖြစ်ရမှာလဲ။ကြည်တွင်းထဲမှာပလူကြီးကြီးရှိတယ်ဟာ။ What? ဘာပြောလဲ။ပလူဟုတ်လား။အေးဟုတ်တယ်။တာတယ်မကသေးဘူး။ငါတို့ရဲ့ငါးဥပပပနေနေဖတ်ထားသေးတာအဲ့ဘလူကြီးက။ဟင်း။ဒါဆိုရင်ယောက်ျားပလူတခါလေးယူမလာတော့။အော်မင်းကလည်းပလူလို့ယူလာမှာတော့ဟာ။ငါဆယ်ခါလောက်ပြေးမှသူ့တလန်းစာတော့ရှိတာ။ငါတေးမှာပေါ့။အသက်တော့မနေလှူပြီးတော့ပြေးလာရပါတယ်ဆို။ဒါဆိုရင်လည်းဒီတခါ တော်တော်ရေးတောက်ခေါ်လာခဲ့ပေါ့တော်ပြီတော်ပြီငါကြောက်တယ်ထပ်မသွားတော့ဒီတကငါထပ်ဆင်းသွားရင်လေဒီတတဲ့ငါမင်းရဲ့မျက်နှာကိုမြင်ရတော့မှာမဟုတ်တော့အေးသူမြအကျွေးဆက်ဖို့ပတ်ဆက်မရှိတာလဲငါမျက်နှာကိုမမြင်ရအောင်သွားခုချင်းချင်းဆင်းသွားရမလားတော့ငါမင်းနဲ့မနေဘူးဒုက္ခပါပဲမိမရေဘလုံးဝပြောလို့မရတဲ့အဆုံးမမကလည်းကိုယ်ထဲပြန်ဝင်သွားခဲ့ပါတယ်ကိုယ်ထဲဝင်သွားပြီးတော့ တုတ်ကြီးနဲ့ကလော်ယူနေပေါ့ဒါကလေဘလူးကညလုံးဖွင့်လာပြီးလက်တစ်ဖက်ပဲညှောက်ရသေးတယ်မမကသူ့မိမစီကိုဒန်းနေပြန်ပြေးလာပြန်လို့ရောအေးဒီဒီခါထက်တက်လာပြီဆိုရင်တော့သိချတယ်သူ့မိမပါစက်နဲ့တွေ့တော့မှနားထောင်တာနားထောင်တာအမလေး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 မရဘူးမိမရဲ့သူနောက်ထပ်တစ်ခါပြန်နိုးနေပြီစိတ်ဆင်းရဲလိုက်ကြယောက်ျားလေးဖြစ်ပြီးတော့တတ္တိကိုမရှိဘူးသူများယောက်ျားနဲ့များတခြားစီ မရအောင်စေလေတီလိုလိုဘလို့တော့မိမရဲ့တီလိုနဲ့သူ့မိမကလည်းအကျန်စီကိုပြောပြလိုက်တယ်ဒီလိုရိုးရိုးပဲယူနေမယ်ဆိုရင်မမဟာဘလို့ကိုကြောက်နေရနဲ့ပြင်းပြထွက်ပြေးလာနေရဆိုတော့သူ့မိမသူ့ရဲ့အကျန်စီပြောပြလိုက်တဲ့အချိန်မှာမမကလည်းချစ်ချင်းလက်ငယ်ကုသေးကိုပြန်ခုန်ဆင်းသွားလိုက်ပြန်တယ်မမမိမရဲ့အကျန်စီကတော့တခြားမဟုတ်ပါဘူးဘလို့ကိုသွားလိန်ခိုင်းတာပဲရှိပါတယ်ဘာလို့လဲဆိုတော့ဘလို့က ဲ့ဥဒါပိုက်ထားတာ तू ကမရောက်တော့လေအာမမကသွားရောင်းပြော့ရလာတဲ့ပတ်စံကဘလူးကိုတဝက်ပြန်လာပေးမယ်ဆိုပြောပေါ့မင်္ဂလာပါကိုဘလူးကြီးအိုးဒီကောင်ကတော့တော်တော်လှုပ်ရှော့တာပဲမင်းပါသေးစားထိုက်ရှင်းလို့တော့နေပါအောင်နေပါအောင်ကျွန်တော်ကိုဘလူးကြီးနဲ့ပြောစရာလေးရှိလို့ပါငါ့ဘာမှလာမပြောနဲ့ဒီသမုဒ္ဒရာအောက်က၅ဦးလောက်တန်ဖို့ရှိတာမရှိဘူး ငါတီဦးကိုလိုက်ရှာလာတာမိ90လောက်ရှိပြီဟာဟုတ်ပါတယ်ကိုဘလူးကြီးရဲ့ကျွန်တော်ပြောတာတစ်ချက်လောက်နားထောင်ပါအောင်တကယ်လို့ကိုဘလူးကြီးကလက်မခံဘူးဆိုရင်လည်းကျွန်တော်အိမ်ပြန်သွားမှာပါပြီးတော့ကျွန်တော်တီကိုဘယ်တော့မှပြတ်မလာတော့လို့ဂရိပေးပါတယ်အော်မင်းကငါ့ဦးကိုပြန်ခိုးဖို့ထက်ကြစီနေတာပေါ့ဟုတ်လားအဲ့လိုမဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူးကျွန်တော်တကယ်ပြောနေတာပါဒါဆိုရင်မင်းပြောလိုက်လေ ဟုတ်ကိုဘလူကြီးပတ်ဆက်လို့ချစ်လားမင်းကတော်တော်တုံးတာပဲငါပတ်ဆက်တာမရချင်ငါဒီဥဘာလို့တိန်ထားအောင်ပါတော့ဟာဒါဆိုရင်ကိုဘလူကြီးကဘာလို့မနေကြတဲ့ကသွားမရောက်တာတော့တော်တော်တုံးအားတဲ့အမေးပဲငါဘလို့လို့သွားရမှာတော့ငါသာလူပြီပေါ်တက်သွားရင်သူများအကုန်လုံးကြောက်ပြထွက်ပြေးကုန်မှာပေါ့ငါဘသူသွားပြီးရောက်ပြရတော့မှာတော့ဒါဆိုရင်ဒီလိုလုပ်လေကျွန်တော်တိုင်းရောက်ပေးမယ်ကိုဘလူးကကျွန်တော်တော့ဝတ်တော့ပေးရမယ် တော်ဝဟုတ်လားမများလုံးလားကွာမင်းကတော့ရောက်တာပဲရှင်တော်ဝတော့လိုချင်ညာတော်ဝဆိုလေတက်မာတယ်ကိုဘလူးရဲ့ကိုဘလူးကြီးစီသားထားမယ်ဆိုရင်ဒါရိုးရိုးငါးဦးနဲ့ဘာမှမချနာအောင်လေပြီးတော့ကိုဘလူးကြီးကဘယ်ချိန်သွားရောက်မှာကျွန်တော်သွားရောက်ပြီတာမှာကိုဘလူးကြီးကတဝက်ရအောင်မှာอืมမင်းပြောတာလေဟုတ်တော့ဟုတ်ပါတယ်ကွာဒါဆိုရင်လေမင်းကိုရောင်းဖို့ပေးလိုက်မယ် ဒါပေမဲ့ပတ်စံရလာနဲ့ငါ့ကိုကျွန်မလာပေးရမယ်နော်မင်းလာမပေးလို့တော့တိတ်ပြီးသားမှတ်ပဲဟုတ်ကဲ့ဟုတ်ကဲ့โอเคပါကျွန်တော်ထွက်မပြေးဘူးစိတ်ချဒီလိုနဲ့ပလူရရလဲမမငါ့ကိုထည့်ပေးပြီးတော့မမကလည်းအဲ့ငါ့ကိုငါ့ကိုလိုက်ဝယ်နေတဲ့လူတွေစီလာရောက်လိုက်ပါလေအင်းအင်းမင်းတို့ဆရာငါ့ကိုတော်တော်ကြီးတာပဲဒါဆိုရင်ပီတာမင်တအရန်ကိုများမှာပြောတထောင်ဒေါ်လာယူသွား ဟမ်ဒေါ်လာတစ်ထောင်တောင်းရယ်မိမအမလီငါတို့ဒီတခါတော့တတိဖြစ်ပြီမိမရဲ့ဟုတ်ပါပြီစကားများမနေနဲ့ဒီနေ့တော့ကျမချွတ်ချွတ် shopping သွားလိုက်မှာဒါဆိုရင်ကျမတို့ရဲ့ကျွေးရလဲအကုန်လုံးကြည်တော့မှာပေါ့နော်ပြောဆရာကြီးမောင်မောင်တို့လင်မယားကလည်းဒေါ်လာတစ်ထောင်ရလာတာနဲ့မြမငွေလာလဲလိုက်ပါတယ်ကိုဘလူကြီးကျမပါပြောထားတဲ့ပတ်စံအမလီအများကြီးပဲဟုတ်တာပေါ့ကိုဘလူကြီးရဲ့ ဆော့ဆော့ဆီးဆီးသာတွားရောက်ခိုင်းလိုက်ဒီထက်တောင်မြအောင်ပါပိစက်မှာစကားမများနဲ့နေအောင်လေပြောတော့တယောက်တော့ဝတ်ဆိုဟာဒီဘလူးကြီးကတော်တော်လဲတာပဲဘလူးကြီးကပတ်စံအများကြီးမြင်တဲ့ချိန်မှာမမတို့တပြားမမဝေးပဲနဲ့အကုန်လုံးကိုယူသွားလိုက်ပါတယ်ကိုမအခုကျွန်မတို့ဘလို့လောက်ကြမလဲကျွန်မတို့ကသာရေရွတ်သားသားနဲ့ရှာဖွေစားတော့နေရကျွန်မတို့တွေ့လိုက်တဲ့လူတွေကလည်းတခါမှတရားမျှတာမှုရှိတယ်ဆိုတာမရှိဘူး ကျွန်မကဘယ်လိုလုပ်ရမလဲတော့မသိတော့ဘူး။ဟောပါပြီမိမရေကိုခဏလောက်စဉ်းစားလိုက်ပြရစင်အောင်။အော်သိပြီမိမရေ။တီလိုနဲ့မမောင်ကလည်းသူ့မိမကိုသူ့အကျန်စီတွေပြောလိုက်ပါတယ်။အင်းမမောင်ရဲ့အကျန်စီတွေကပါတယ်လဲဆိုတာနဲနဲ့တူတူဆက်ကြည့်ကြအောင်ပါ။အင်းသူ့မိမကအကျန်စီတွေပြောပြောအင်းတကားမှလည်းစာရီလာရင်းနေ။ပြီးတော့ထိုင်းစာရင်နည်းနည်းနားမလဲဘူး။ဟမ်အော်ဒုတိယအကျန်စီကဟိုမှာ ဲ့ဒီတွင်းနားမှာဆိုင်းဘော့တစ်ခုကြီးတောင်လာထောင်ထားလိုက်သေးတယ်။အော်သူတို့ရေးထားတာကတော့ဒီအိမ်မှာနေတဲ့အင်ရှင်တရာဒီတွင်းထဲမှာအကုန်လုံးဝင်ပုန်းနေပါတယ်တဲ့။ဒီလိုနဲ့နေရက်၃ရက်လောက်ထက်နေတော့အကျွေးရှင်တရာအိမ်ကိုလာတောင်းတာပေါ့။ဟိအောင်သားကြီးဒီမှာကြည့်ရင်မောင်မောင်တို့လူမယားထွက်ပြေးသွားပြီဟာဖခင်သခင်သွားပါပြီငါဒီနေ့လာတာသူတို့တခါလဲမွေးကြကြသွားအောင်လာတောင်းမယ်လို့စီစဉ်ထားတာဟာ ငါဖေအိမ်ပြန်သွားပြီငါသူ့ပစံခိုးလာတာသိရင်တော့တေးပါပြီဟာငါမမတို့စီပစံရလာမှအစားပြန်ထိုးထားပြီးမယ်လို့စဉ်းစားရတာဟာငါတို့နှစ်ယောက်သူ့ကိုမြန်မြန်သွားရှာလိုက်ရအောင်โอเคသွားကြမလီဟမ်ဟိုကပါဆိုင်ပုတ်လို့ဟာဘယ်မှာတော့ဟိုဘက်မှာလေနေမျက်လုံးမပါဘူးလားကြည့်လိုက်လေဟိုမှာသွားကြည့်ရအောင်ဒါဆိုရင်တီကောင်လေးမြတ်တီထက်ဝင်ပုံးနေတာပေါ့အေးကွာသူတို့က ငါလက်ထဲနေလွှမ်းပြောင်းနိုင်မယ်လို့ထင်နေရထင်တယ်။သူတို့လင်မယားတီးလို့လှုပ်နေတာငါတို့ရောမလေးမစားဘူးပဲဟာ။ပြီးတော့ငါတို့ကြောက်ဆောင်ညာတကယ်တဲ့သူတို့ကငါတို့နေအောင်မျက်တော်ပြောင်းတိုက်နေတာ။ငါဘလုံးမှရှုံးမပေးနိုင်ဘူး။ငါသူတို့မရဲရအောင်လိုက်တတ်မယ်။သွားကြမယ်ငါတို့နေအောင်။ဖြစ်ပါမလားဟဲ့။တွေးမြင်တာနဲ့ငါချီးပါချင်နေပြီ။နေရလဲလေအရင်နေအကြောင်းဆိုရင်အဲ့ချီးပါချင်တာနဲ့ပဲ။ဒါဆိုရင်သွားကြမယ်လေ။ ဒီလိုနဲ့သူတို့နှစ်ယောက်ကလည်းတောသားတကြီးနဲ့အဲ့ twin tail ကိုခုံစင်းသွားလိုက်ပါတယ်။ဘာတွေဖြစ်လာမလဲဆိုတာတော့ဆက်ကြည့်ကြမယ်နော်။တရောမစားဒီငတ်နေရဒီရောက်ပြီးဒီရောက်ဝင်လာတာ။ဘာကိစ္စနင်တို့ငတ်စီဝင်လာတာတော့တည်စင်းတည်စင်းနင်တို့ကကိုယ်တည်ရင်းကိုတူးနေရပဲ။သူတို့နှစ်ယောက်ကအဲ့ထဲကိုခုံစင်းသွားတော့ဟိုမှာဘလူကသူတို့ကိုကြိတ်ပါလေရော။တည်လားရှစ်လားတော့မသိဘူး။ မမောင်တို့လင်မယားတရားကတော့အကျွေးရှာတိတ်ပြီးဆိုပြီးတော့ပြောနေတာပေါ့ဟောမှာတစ်ပင်ပေါ့ကလိုက်တာများတစ်ပင်ကျိုးတဲ့ ठी ပဲဟုတ်ကဲ့ပါရှင်နန်းတို့ရဲ့ဆက်လန်းလေးရတော့ဒီမှာတင်ပြီးဆုံးသွားပါပြီရှင်နောက်ထပ်ဆက်လန်းဒီမှာလည်းဘလိုဟာတလေးတွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့ဆက်လန်းလေးတွေကိုလာရောက်တင်ဆက်ပေးသွားဦးမလဲဆိုတာဆောင်းမြကြည့်ရှုအားပေးကြပါအောင်ရှင်